မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာသူရပါထရီယောဂကူဆရာဝန်ပါအဲကျွန်တော်ဒီတစ်ပတ်ပေါ့နော်ဆွေးနွေးမှာကတော့ဒီတာဝဲရေအိတ်တဲခြင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ပေါ့နော်ဒီတာဝဲရေအိတ်တဲခြင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါကအမျိုးသမီးတတော်များများမှလည်းတွေ့ရတဲ့ဟာယောဂလည်းဖြစ်တယ်ပေါ့နော်အဲတချို့ဆိုလို့ရှိရင်ဘာမှလည်းမသိနေပဲနဲ့ဘာယောဂလက္ခဏာမှလည်းမခံစားနေရပဲနဲ့ရှိနေတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲဆိုတော့တာဝဲရေအိတ်တဲခြင်းဆိုတာကတော့အဓိကတော့ဒီ မျိုးသမီးကိုစဉ်းစားမယ်ဆိုလို့ရှိရင်ပေါ့နော်အမျိုးသမီးမှာမိမကူရှိတယ်တအိမ်ရှိတယ်တာဥပြုံရှိတယ်တာဥအိမ်ဆိုပြီးတော့ရှိတယ်အဲ့ဒီတာဥအိမ်ပေါ်မှာမှဒီရေအိတ်လေးတွေဖြစ်နေတာကိုပြောတာဖြစ်တယ်ပေါ့နော်အဲ့ဒါကတော့ဒီတာဥအိမ်ရေတည်ခြင်းဖြစ်တယ်အဲပြီးတဲ့ခါကျတော့မှဒီတာဥအိမ်ရေတည်ခြင်းကြောက်ပဲသူကအမျိုးသမီးတွေကလည်းစိုးရိမ်တယ်အဲပြီးတော့တချို့ဆိုလို့ရှိရင်ဒီတာဥအိမ်ရေတည်ခြင်းကတာဥအိမ်ရေတွေကကြီးပြီးတော့မှတာဥအိမ်အညာအဲလိန်ပြီးတော့မှဆူဆူဝါး ဖြစ်တာမျိုးတွေလည်းရှိတယ်ဒီရေကြီးတွေပေါက်ပြီးတော့မှအန္တရာယ်ပြုတာမျိုးတွေလည်းရှိတဲ့ခါကျတော့ဟိုဒါကလည်းကျွန်တော်တို့အနေနဲ့ပေါ့နော်အားလုံးအနေနဲ့အမျိုးသမီးအားလုံးအနေနဲ့သိထားတင်တယ်သိထားပြီးတော့မှအဲဘလို့အချက်တွေရှိရင်တော့အရေးကြီးတယ်ဆိုတာကိုအဲမှတ်သားထားတင်တယ်ပေါ့နော်အဓိကကတော့ပေါ့နော်ဒီတောင်းဝင်ရေးတက်ပြီးဆိုလို့ရှိရင်တော့သူကတော့အဓိက ဟိုအလုံးရဲ့အရွယ်စားပေါ့နော်အဲ့ဒါပေါ်တော့မူတည်တာများတယ်ပေါ့နော်အမျိုးသမီးတတော်များများကတော့ခုနရှေ့မှာပြောခဲ့သလိုပဲဘာယောဂလက္ခဏာမှမခံစားရဘဲနဲ့အဲရှိနေတယ်ဟိုဘိုက်ကိုစံသက်စစ်စင်ရင်ထဲမှာအမှတ်မထင်တွေ့တာမျိုးတွေပဲများတယ်ပေါ့နော်အဲဆိုတော့အလုံးရွယ်စားကအရင်ကြီးတယ်ဆိုလို့ရှိရင်ကြီးလာပြီဆိုလို့ရှိရင်တော့ အဲဒီအလောအနေပြီးတော့မှဖိတယ်ဖိပြီးတော့မှခံစားရတာမျိုးတွေတော့ရှိတယ်ပေါ့နော်အဲဆိုလို့ရှိရင်တော့ဒီစီခုံတို့1 byte တို့မှာအဲဆူအောက်တာမျိုးတွေနာတာမျိုးတွေရှိတယ်အဲ byte တွေပူတယ်တင်းတယ်အဲ့လိုမျိုးတွေရှိတယ်အဓိကကတော့အဲ့လိုမျိုးတွေခံစားရတာတော့များတယ်ပေါ့နော်အခြေအနေကအရင်ကြီးကြီးပြီးတော့မှအခြေအနေတခြားနောက်ဆက်တွဲအနေနဲ့ခံစားရတာမျိုးဆိုလို့ရှိရင်တော့ခုနပြောသလိုအဲတောက်အိမ်ရေအိတ်ကကြီးတယ်ကြီးပြီးတော့မှတောက်အိမ်အညာကိုလိမ်ပြီးတော့မှ ရုတ်တရက်ကြီးဘိုက်တွေအရန်အောက်လာတယ်အဖျားတယ်ငူးတယ်အန်တယ်အဲ့လိုမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒါတောက်အိမ်အညာလိန်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ ခံအဲ့လိုမျိုးတွေခံစားရတယ်။နောက်တစ်ခုကတော့ဒီရေအိတ်ကပေါက်ထွက်သွားတယ်ဆိုလို့ရှိရင်တော့ဒီသွေးအားနည်းတယ်ပေါ့နော်။ရုပ်တရည်သွေးအားနည်းတဲ့ယောဂလက္ခဏာတွေခံစားပြီးတော့မှမူးတယ်မောတယ်ရင်တုံတယ်အဲရုပ်ဖြစ်တည်တတိလက်ဝါတဲ့အဲ့လိုမျိုးတွေဖြစ်တာမျိုးတွေလည်းခံစားရတယ်ဗောနော်ဒါကတော့ဟိုတောက်ဝင်ရေးတွေကြောင့်ခံစားရတဲ့ယောဂလက္ခဏာတွေဖြစ်ပါတယ်အခုနောက်ကကျွန်တော်ပြောသလိုပဲဗောနော်နောက်ဆုံးမှပြောသွားတယ်တောက်အိမ်အညာလိမ့်နေဗောနော်အဲ့လိုမျိုးအခြေအနေမျိုး အဲ့လိုမျိုးယောဂလက္ခဏာမျိုးပေါ့နော် ရုပ်တရက်ပိုက်ကစူးပြီးတော့အောက်လာတယ်ရုပ်တရက်ကြီးအောက်လာတယ်မခံမရနိုင်အောင်အောက်တယ်ဖြားတယ်အဲ့အဲ့လိုမျိုးတွေပေါ့နော်ပြုတ်တယ်အန်တယ်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်တော့ဒါကအရေးပေါ်ကုသမှုခံယူဖို့လိုတယ်နောက်တစ်ခုအနေနဲ့ကတော့ရုပ်တရက်ကြီးအရေးအိတ်ကပေါက်သွားတယ်ပေါက်သွားတဲ့အခါမှာတွေးထွက်တယ်တွေးထွက်တော့တွေးအားနေတဲ့လက္ခဏာတွေရုပ်တရက်ကြီးပြလာတယ် အမူကနေမိုက်ကနေဖြစ်သွားတယ်ရင်တုံနဲ့မောတယ်အဲ့လိုမျိုးအခြေအနေမျိုးတွေကြုံရတယ်ဆိုရင်တော့ဒါကအရေးပေါ်ကုသမှုခံယူဖို့လိုပါတယ်အဲသူကကြတော့ဘောနော်ဒါကိုပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအမျိုးသမီးတွေရဲ့ ovulation ပေါ့နော် ovulation နဲ့ menstruation အဲ့ဒါညင်းပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးဖို့လိုတယ်ပေါ့နော်အရွယ်ရောက်ပြီးအမျိုးသမီးတအူးပေါ့နော်တအူးကဆိုလို့ရှိရင်တော့ဒီ28ရက်တခါတအူးကြွေတယ်ပေါ့နော် ဲကျွေတဲ့ခါကြလို့ရှိရင်ဒီတောက်အိမ်မှာကအိတ်လေးတွေဖြစ်တယ်ဖြစ်ပြီးတော့မှအဲ့ဒီမှာရေတွေစုပြီးတော့မှအဲရေအိတ်ဖြစ်တာမျိုးတွေလည်းရှိတယ်အဲပုံမှန်ဆိုလို့ရှိရင်တော့ဒါကဒီ follicle cyst ပေါ့နော် follicular cyst လို့လည်းခေါ်တယ် functional cyst လို့လည်းခေါ်တယ်ဒါကတော့အဲပုံမှန်အတိုင်းပဲပေါ့နော်အဲ့လိုမျိုးခြေနေမျိုးမှာဒီဟော်မုန်းတွေကလည်းထုတ်လုပ်တာမျိုးတွေရှိတယ်အဲဒါမဲ့ဒါတွေကကျတော့သူ့အတူတဘာဝအတိုင်းပဲနှလား၃လားနေလို့ရှိရင်တော့ပျောက်သွားတယ်ပျောက်သွားပြီးတော့ဘာမှအန္တရာယ်ပြုတာပါညာလည်းမရှိတော့ဘူး ဒါကတော့ functional cyst follicular cyst လို့ပြောတယ်ဗောနော်အဲတခြားရေအိတ်တွေလည်းရှိတယ်ဗောနော် dermoid cyst လို့ခေါ်တဲ့ရေကြီးအိတ်တွေလည်းရှိတယ် အဲ့ဒါဆိုလို့ရှိရင်သူ့ထဲမှာကဟိုအရေပြားတွေသဘင်တွေအဲ့လိုမျိုးဟာတွေပါပြီးတော့မှအရေအိတ်ကကြီးလာတာမျိုးတွေလည်းရှိတယ်။နောက်တစ်ခုကတော့ဒီ cystinoma လို့ခေါ်တဲ့အရေအိတ်ပေါ့နော်။သူကတော့တောက်ဝင်မျက်နှာပြင်ပေါ်မှာအချွဲနဲ့ရေနဲ့ဆုပြီးတော့မှအရေအိတ်ဖြစ်တယ်။ဖြစ်ပြီးတော့မှပူကြီးလာတာမျိုးတွေလည်းဖြစ်တယ်။အဲနောက်တစ်ခုကတော့ဒီတက်အိမ်နေရံမှာရှိတဲ့ tissue ပေါ့နော်။အဲ့ဒီ tissue ကတောက်ဦးအိမ်နေရံမှာတွားပြီးတော့ရှိနေတယ်။ရှိနေပြီးတော့မှအမျိုးသမီးတစ်လတစ်ခါသွေးပေါ်တဲ့အခါမှာအဲ့ဒီမှာလည်းသွေးပေါ်သလိုမျိုးဖြစ်ပြီးတော့မှရေ DA ကနေပြီးတော့မှ ဖြစ်နေတာပေါ့နော်အဲ့ဒါဆိုတော့ဒါကတော့အဓိကဒီ ဘလို့ကြောင်းဖြစ်လာလဲဆိုတာကိုပြောတာဖြစ်ပါတယ်အဲခုနကပြောသလိုမျိုးပဲပေါ့နော်အမျိုးသမီးတဦးရဲ့ဒီ ovulation ပေါ့နော်တောက်ကြွေခြင်းနဲ့သက်ဆိုင်မှုရှိတဲ့ခါကျတော့ဒီတောက်ကြွေခြင်းကိုအဲလှုပ်ဆောင်တဲ့ကိစ္စတွေပေါ့နော်အဲကိစ္စတွေဆိုတော့ခုနကပြောသလို ovulation drug ကိုပေးရတဲ့ဆေးတွေပေါ့နော်အဲတောက်ကြွေဆေးတွေအဲ့လိုမျိုးဆေးတွေတောက်နေရတဲ့သူဆိုလို့ရှိရင်တော့ပိုဆိုးနိုင်တယ်အဲနောက်ပြီးကျတော့ဒီကိုယ်ဝန်ဆောင် မိခင်တွေမှာပိုဆိုးနိုင်တယ်အဲတခြားကကျတော့ဒီဟိုပါပေါ့နော်အရင်ကလည်းတောင်မျိုး တောက်အိမ်ရေအိတ်အဖြစ်ခဲ့ဘူးတွေဘူးတဲ့သူတွေဆိုလို့ရှိရင်လည်းပို့ပြီးတော့စိုးနိုင်ကြီးရှိတယ်။နောက်တအိမ်ကတ िश ူတွေကတအိမ်ပြင်ပတခြားနေရာမှာ ရှိနေတဲ့လူတွေဆိုလို့ရှိရင်လည်းပိုဆိုးစေနိုင်တယ်။ပြီးတော့ယောဂပိုးဝင်တာတို့တအိမ်ရောင်တာတို့အဲ့လိုမျိုးဖြစ်နေတဲ့သူဆိုလို့ရှိရင်လည်းပိုဆိုးစေနိုင်တယ်ပေါ့နော်။ဒါကတော့ပိုဆိုးစေနိုင်တဲ့အချက်တွေဖြစ်ပါလေ။အဲအရှိမလည်းကျွန်တော်ပြောခဲ့ပြီးသားတော့ဖြစ်တယ်ပေါ့နော်။တချို့တွေကတော့ဘာလက္ခဏာမှလည်းမပြဘူးဘလို့မှလည်းမသိနေဘူးမသိနေပင်နဲ့ဟိုရုတ်ထက်ကြီးအာထဆောင်းရိုက်လိုက်တာတို့ရုတ်ထက်ကြီးစီကံပြားလို့ဘိုက်ကိုဆန်းကြည့်နေတယ်မှဟိုဒီကျမ်းမာပညာရှင်တွေက ဟိုဆမ်းမိပြီးတော့မှ တွေ့အားလာတာမျိုးတွေလည်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးချင်းနေမျိုးတွေကနေတိလာပြီးတော့မှကျွန်တော်တို့ကဒါကိုတည်ကြောင်းအောင်လို့ဆိုလို့ရှိရင်တော့ဆက်ပြီးတော့မှအဲကိုဝင်ရှိမရှိစစ်တာမျိုးတွေရှိတယ်အထရဆောင်ပြန်ရိုက်ကြည့်တာမျိုးတွေရှိတယ်အဲမှန်မြောင်းကြည့်တယ်မှန်မြောင်းကြည့်ပြီးတော့မှလူရင်းနဲ့ထုတ်လိုက်တာမျိုးတွေလည်းရှိတယ်အဲနောက်တစ်ခုကတော့အသက်ရွယ်အရင်ကြီးတဲ့သူတွေမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးရေအိတ်တွေက အနေနဲ့ရှိတာဖြစ်တဲ့အတွက်လိုအပ်တဲ့သွေးစစ်တာမျိုးတွေလည်းလုပ်ဖို့လိုတယ်ပေါ့နော်။ဒါကတော့အဓိကအဲဒါမျိုးတောက်ဝင်ရေအိတ်တဲ့လေဆိုလို့ရှိရင်တော့စံသက်ဆစ်ဆီမှုတွေကိုပြုလုပ်တာဖြစ်ပါလေ။အဲဒီတောက်ဝင်ရေအိတ်တွေကိုကုသတဲ့နီးလန်းတွေကတော့အမျိုးမျိုးတော့ရှိတယ်ပေါ့နော်။ဟိုလုံးရဲ့အရွယ်စားအနိထားပုံမှာလည်းမူတည်တယ်ပေါ့နော်။အလုံးအရွယ်စားကသေးတယ်ဆိုလို့ရှိရင်သူကဘာယောဂလက္ခဏာမှလည်းမပြဘူး။ဘာမှခံစားရတာမျိုးလည်းမရှိဘူးဆိုလို့ရှိရင်တော့ အဲကျွန်တော်တို့ကပုံမှန်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးတော့စောင့်ကြည့်လိုက်လို့ရတယ်ပေါ့နော်အလုံးရဲ့အရွယ်စားရဲ့အဲဒီသွေးပေါ်တာတို့ဘာလို့မှန်မမှန်ပုံမှန်မဲလားဘာညာအဲ့ဒါမျိုးတွေကိုပုံမှန်စောင့်ကြည့်ပြီးတော့စမ်းသပ်စစ်ဆေးပြီးတော့ပဲနေလို့ရတယ်ပေါ့နော်ဒါကတော့တခုအဲနောက်တစ်ခုအနေနဲ့ကတော့ဒီဆေးတွေတောက်တာပေါ့နော်ဆေးတွေတောက်တာကတော့ဒီကတော့ခုနအရှိပိုင်းမှလည်းပြောခဲ့တယ်တောက်ကြွေခြင်းနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်တောက်မကြွေအောင်လို့လုပ်တဲ့နည်းလမ်းတွေပေါ့နော်ဒါကတော့တတိတားဆေးတွေ အဲတောက်တာမျိုးတွေနဲ့လည်းကုသလို့ရတယ်အကယ်၍အလုံးအွယ်စားကကြီးတယ်ပေါ့နော်ကြီးတဲ့ခါကျရင်တော့ဆေးတွေနဲ့လည်းမရတော့ဘူးစောက်ကြည့်လို့လည်းမရတော့ဘူးအလုံးအွယ်စားကြီးတယ်ဆိုလို့ရှိရင်တော့ ခွဲစိတ်မှုတွေပြုလုပ်ဖို့လိုတယ်ခွဲစိတ်တယ်ဆိုတဲ့နေရာမှာလည်းမှန်မြောင်းတဲ့ခွဲစိတ်တာရှိသလိုအဲဘိုက်ဖွင့်ပြီးတော့မှခွဲစိတ်တာမျိုးဘိုက်ခွဲတာမျိုးလည်းရှိပါတယ်အဓိကပေါ့နော်ဟိုဒီတောင်းဝင်ကြီးအိတ်ကအလုံးရွယ်စားသေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစောက်ကြည့်လို့တော့ရတယ်အလုံးကြီးတယ်ဆိုလို့ရှိရင်တော့တေချာကုဖို့တော့လိုတယ်ပေါ့နော်မဟုတ်လို့ရှိရင်နောက်ဆက်တွဲဒီလည်းဖြစ်ပေါ်လာနိုင်တာမျိုးတွေလည်းရှိတယ်ပေါ့နော်နောက်ဆက်တွဲကလည်းအရင်အများကြီးတော့မဟုတ်ဘူးပေါ့နော်ဒီရေအိတ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေကကြီးတယ်ဆိုလို့ရှိရင်ဟိုဖိတီဖိဟိုရွေးတီရွေး ဖြစ်တယ်အဲရွေးတဲ့ခါကျရင်ရွေးပွားလို့ရှိရင်အရှိပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ တာဝူအိမ်အညာကိုသွားပြီးတော့မှလိန်တယ်လို့ဖြစ်တယ်လိန်သွားတယ်ပေါ့နော်လိန်သွားပြီးတော့ဒါကအရေးပေါ်အခြေအနေဖြစ်သွားတဲ့နောက်တစ်ခုကတော့ဒီရေကြီးအိတ်ပေါက်ထွက်ပြီးတော့မှအဲတွေးထွက်များတဲ့လက္ခဏာတွေးထွက်လွန်တဲ့လက္ခဏာတွေဖြစ်ပြီးတော့မှစိုးရင်ရတာမျိုးတွေဖြစ်တဲ့အတွက်ဒါကတော့အဓိကနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပါလေအဓိကတော့ပေါ့နော်ဒီတာဝူအိမ်ရေအိတ်တဲ့ခြင်းကိုဟိုကာကွယ်လို့ရတဲ့နီးလန်းရည်လို့တော့တိတိကျကျတော့မရှိဘူးပေါ့နော်အရှိမှကျွန်တော်ပြောခဲ့တဲ့နီးလန်းတွေလိုမျိုးပဲပုံမှန်စမ်းသပ်စစ်ဆေးမှုခံယူပြီးတော့ပဲ ဟိုစောင့်ကြည့်တဲ့နီလန်းတွေပဲလှောက်ဆောင်အောင်မှာတော့ဖြစ်တယ်။တခုရှိတာပေါ့နော်အသက်ရွယ်ကြီးတဲ့သူတွေမှာတာဝဲရေအိတ်ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါကအရေးကြီးတာဖြစ်တဲ့အတွက်ဒီလိုမျိုးလူတွေဆိုလို့ရှိရင်တော့တေချာဆန်သက်စစ်ဆေးပြီးတော့ကုသမှုခံယူဖို့လိုတယ်လို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်။ကျေးဇူးတင်ပါတယ်။ကျမရင်းနဲ့ပတ်သက်တဲ့အသိပညာပူတာများကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ထားပေးပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။